မြန်မာကုံဆောင်ဖိုင်တာဂျိုရှွာဗန်ကပန်တိုဂျာရဲ့ချုပ်ွက်တွေကြားထဲမှာမရှုမလအရှုံးပေးရမယ်လို့ဟော့ဂင်းထုတ်လာတဲ့ UFC ကနေနှုတ်ထွက်သွားခဲ့ရတဲ့ရှုံးမွေးမရှိဖိုင်တာမိုဟာမက်မိုခါယက် အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ကနေပြည်သက်အလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးအသိတွေ One Championship UFC အစရှိတဲ့ promotion တွေကထူးခြားတဲ့အကြောင်းအရာတွေပွဲသတင်းတွေနဲ့မြန်မာ UFC fighter တွေရဲ့ training တွေကိုကျွန်တော်တို့ channel ကနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ MMA လောကကိုစိတ်ဝင်စားတဲ့ပြည်သက်တွေ Marshall လောကကိုတိုက်နေတဲ့ညီကိုရင်းနေတော့ကျွန်တော်ရဲ့ channel တွေကို like and subscribe လုပ်ထားဖို့ video မစခင်မှာကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော် ဒီနေ့ပရိသတ်လီစီကိုပြောချင်တာကတော့ကျွန်တော်တို့ချမ်းဖိုင်တယ်လေဂျော်ရှွာဗန်ကလာမယ့်ချန်ပီယံလူပွဲမှာပန်တိုဂျာရဲ့ချုပ်ကွက်တွေချားနေမှာမရှုမလနဲ့အရှုံးပေးရမယ်ဆိုပြီးတော့မှတတ်တတ်ကြီးကိုဟော့ဂင်းထုတ်လာတဲ့မိုဟာမက်မိုကာယက်ရဲ့အကြောင်းကိုပြောချင်ပါတယ်ကျွန်တော်တို့ MMA ပရိသတ်တွေဆိုရင်တော့မိုကာယက်ကဘယ်လိုဖိုက်တာလဲဆိုတာသိမယ်ထင်တယ်အထူးသဖြင့်တော့ UFC ပရိသတ်တွေဆိုဒီဖိုက်တာအကြောင်းကိုကောင်းကောင်းသိသိလိုက်မယ် D fighter အကြောင်းကိုကျွန်တော်လည်းမသိသေးတဲ့ပြည်သက်တွေအတွက်နည်းနည်းလေးမိတ်ဆက်ပေးကြပါမယ်။ D fighter က UFC မှာထိုးတက်ခဲ့မှုတဲ့ fighter ။ D fighter က UFC မှာ9ပွဲထိုးရတယ်။9ပွဲလုံးရှုံးမွေးမရှိဘူးဗျာ။ ပြီးတော့သူ့ရဲ့ MMA fighter ဘွားမှာလည်း16ပွဲထိုးထားတယ်16ပွဲလုံးကို तू ကရှုံးမွေးမရှိပါဘူးဟုတ်ပါတယ်တကယ်ကိုရှုံးမွေးမရှိ fighter တယောက်ပါဒါပေမဲ့ဒီ UFC ကရှုံးမွေးမရှိ fighter တယောက်ကိုသူ့ရဲ့ promotion မှာလည်း9ပွဲတိထိုးထားတယ်2ပွဲမှာလည်းရှုံးမွေးမရထားဘူး9ပွဲတိပဲဆက်နေတဲ့ fighter တယောက်ကို champion လူပွဲမြို့တည်ပေးရမှာတော့မှ champion လူပွဲမြို့တည်ပေးခြင်းမရှိဘဲနဲ့နောက်ထပ်တော့စာချုပ်သတင်းထပ်မတိုးခဲ့ပါဘူးဒီသတင်းကတကယ်ကိုကြားရတဲ့စိတ်ဝင်စားဖို့ကောင်းတယ်လို့လည်းပြောလို့ရတယ် ။ဘာကြောင့်ဒီလိုမျိုး ဖြစ်တာလဲဆိုတော့ကြားမိတဲ့သတင်းတွေအရတော့ D Fighter က UFC နဲ့တိုက်ပြီးအစီမကတ်တဲ့ Fighter လို့ပြောလို့ရတယ်။ဘယ်လိုလဲဆိုတော့ဗျာသူက UFC ကဝင်တဲ့နေနဲ့ပြဿနာတွေဖြစ်ခဲ့ဘူးလေလို့ကြားတယ်။ကလကနောက်ွယ်မှာသူတို့ကတော်တော်လေးကိုစကားညှိခဲ့တာမျိုးတွေရှိတယ်။ D Fighter က UFC ကဝင်တဲ့နေကို မတူမတန်ဆက်ဆံခဲ့တယ်လို့လည်းကျွန်တော်တို့ကကြားသိရတာမျိုးတွေတွေ့ရပါတယ်။ဒါ့အပြင် D Fighter ရဲ့ကစားပုံပိုင်းကလည်းတကယ်ကိုပြင်းစရာကောင်းတယ်ဗျာ ကျွန်တော်တို့မြန်မာပြည်သက်တွေဆိုရင်ပို့ပြီးတော့မှဒီလိုဖိုင်တာကြက်ကစားပုံကိုလုံးဝကြိုက်မှာမို့ဘာကြောင့်လဲဆိုတော့ဗျာတစ်ချိန်လုံး ground game မိုင်းမှာပဲဆွဲခေါ်ကစားတယ်ကျွန်တော်တို့ကအခုပေါင်းဖော်ပေါင်း number 1 fighter islam makar chef တို့ပြီးတော့ khamza shima chef တို့ဒီလို fighter တွေရဲ့ ground game မိုင်းကိုတော့မှကျွန်တော်တို့ကကြီးရတဲ့ကြာရင် ကျွန်တော်တို့မြန်မာပြည်သက်တွေက ြင်းတယ်ဆိုပြီးတော့မှသုံးသက်ကြတာမျိုးတွေကျွန်တော်တို့ကတွေ့ရတယ်မြန်မာပြည်သက်တွေကဆိုရင်အထူးသဖြင့် striking mind stand fight ဘိုင်းနဲ့ရှယ်ဖြုတ်တဲ့ပွဲတွေကိုပဲကြီးရတာပိုကြိုက်တဲ့နေရာမှာကျွန်တော်တို့ကပါတယ်ဒီနေရာမှာ D fighter ကဗျာ UFC လို့ promotion ကတော့မှပဲသူ့ရဲ့ကစားပုံအပြင်တအားပြင်းမှုကောင်းတယ်ဆွဲဆောင်မှုမရှိဘူးဆိုပြီးတော့မှအကြောင်းပြချက်တစ်ခုနဲ့လမ်းခွဲလိုက်တယ်ဒါကတော့ promotion ဘက်ကအကြောင်းပြချက်သက်သက်ပေးရလို့ကျွန်တော်ကတော့မြင်တယ်ဒီလိုမျိုးဆွဲဆောင်မှုအပြင် ကစားပုံအပြင်မကောင်းမှုဆိုတဲ့ပုံစံမျိုးထက်သူ့အနေနဲ့ UFC ကဝန်ထမ်းတွေနဲ့နောက်ွယ်မှာပြဿနာတွေဖြစ်ခဲ့တဲ့ဓာရီကြောင့်မတူမတန်ဆက်ဆံခဲ့တဲ့ဓာရီကြောင့်ပဲဒီနာဝိုက်ကသူ့ကိုစာချုပ်ထမချုပ်တော့တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီဖိုင်တာကအဲ့ဒီတော့အခုဗျာတခြား promotion တွေမှာထိုးနေရတယ်ခရာတေကွန်ဘတ်မှာထိုးရတယ် brave fc မှာထိုးရတယ်အခုသူက ပုံစံပေါင်းစုံနဲ့ UFC ကသတင်းတွေကိုလည်းလိုက်ပြီးတော့ရေးတယ်ဗျာလိုက်ပြီးရေးတယ်ဆိုတာကမကြခင်မှာအခုဆိုလေဖန်တဲ့ပန်တိုဂျာတို့ပွဲထိုးတော့မယ်ဒီပွဲကိုလည်းသူက prediction တွေလုပ်နေပြန်哦ဒီလိုလောက်တာကလည်းသူ့မှာအကြောင်းပြချက်တွေတော့ရှိမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဘာလို့လဲဆိုတော့သူကဗျာသူထိုးနေတာကအခု UFC မှာလည်းမဟုတ်ဘူးဒါပေမဲ့ UFC ကအကြောင်းတွေပြောတယ် UFC က fighter တွေကိုလိုက်ပြီးစင်ခေါ်တာမျိုးတွေရှိတယ်ဒါကအကြောင်းမဲ့တသက်တော့မဟုတ်ပါဘူးသူက UFC ကိုပြန်လာခြင်းနဲ့ UFC မှာဆိုရင်သူတို့အခွင့်အလမ်းတွေအများကြီးရှိတယ်ဒါပေမဲ့ UFC ကိုသူကတောင်းပန်တဲ့ state နဲ့ရေးတာမျိုးလေကျွန်တော်တို့ကတွေ့ရတယ်ဒါပေမဲ့ဒီ fighter ကို promotion ဘက်ကလုံးဝပြန်ခေါ်ဖို့စိတ်ကူးမရှိပါဘူးအခုချိန်ထိလည်းဒီ fighter ကိုပြန်ခေါ်ဖို့လုံးဝမစင်စားဘူးဒီတော့သူကတော့ပုံစံပေါင်းစုံနဲ့ online မှာကနေ state တွေတင်တဲ့တောက်လျှောက်သူ့ကိုပြန်ပြီးစာချုပ်ချုပ်ဖို့ကအဲ့ဒီက fighter တွေကိုတောက်လျှောက်စင်ခေါ်တာမျိုးကိုပြည်သက်တွေစိတ်ဝင်စားမှုရအောင်ဗျာ attention ရအောင်တစ်ခုပြီးတစ်ခုသူကလုပ်နေဒါပေမဲ့ promotion ကတော့ဒီ fighter ကိုလုံးဝပြန်ခေါ်ဖို့စိတ်ကူးရှိပုံတော့မပေါ်ဘူးပြီးတော့ဗျာဒီ fighter ကကျွန်တော်တို့ chain fighter လေးနဲ့လေတစ်ချိန်လုံးကညှိခဲ့ဘူးလေဘလို့လဲဆိုတော့ဒီ fighter ကအရင်ကတည်းကလေကျဲတဲ့ fighter မောကာရဲဆိုတာကအရန်ကိုစကားများတယ်ပြီးရင် fighter ကိုလိုက်လိုက်စွတဲ့ fighter ဗျာဒီတော့ဒီ fighter နဲ့ညှိတဲ့ပြိုင်ဘက်တွေကလည်းများတယ် ဒီနေရာမှာကျွန်တော်တို့ချင်းဖိုက်တာလေးကလည်းပါလာတယ်။ချင်းဖိုက်တာလေးနဲ့တော့လည်းအခြေတင်နေပဲဖြစ်ကြတယ်ပြောကြတယ်။ဒီလိုနေရာမှာကျွန်တော်တို့ချင်းဖိုက်တာလေးကတော့မှသူ့ကိုစကလုံးတိုက်ပွဲတွေတော်တော်လေးကိုဆင်နွှဲခဲ့ဘူးတယ်။သူ့ကို Twitter Mokaev လို့တော့မှ nickname တစ်ခုကိုပြောင်းပြီးခေါ်ခဲ့ဘူးတယ်။ဒါကိုလည်းကျွန်တော်တို့ Marshall ပြည်သက်တွေတော်တော်များများလေးသိလိမ့်မယ်။ဒီအကြောင်းတွေကိုကျွန်တော်အနေနဲ့အထူးတလဲတော့ပြန်ပြောနေစရာမလိုဘူး။ဒါပေမဲ့မသိသေးတဲ့ပြည်သက်တွေရှိရင်လည်းကျွန်တော်ကသိအောင်လို့တမင်ပြောပြပေးတာပြတ်ပါတယ်။ဒီနေရာမှာအခုလေ D Fighter က ဂျောရှွာဗန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ prediction တွေလုပ်လာပြီဒီလိုမျိုးလောက်ခူးတာကဗျာဟိုးအရင်ကတည်းကသူကလောက်ဘူးလေဖန်နဲ့ပန်တို့ကြအဲ့ဒီခံဝိုင်းနဲ့မှာ face of p ကတည်းကဒီပွဲဖြစ်တော့မယ်ဆိုကြတဲ့ကသူကပြောဘူးလေအဲ့ဒီကလေးကလည်းသူကပြောတဲ့ပုံစံကြီးကဗျာတပတ်ဆောင်းနဲ့ပြောတာဂျိုရှွာဗန်လိုကောင်ကပန်တို့ကြကိုလုံးဝမနိုင်ဘူးဖန်ကဘာမှဟောမဖြစ်တဲ့ကောင်ပန်တို့ကြကိုလည်း UFC မှာနိုင်တဲ့ကောင်မရှိဘူး။ဘာကြောင့်လဲဆိုမိုကာယက်က UFC မှာမဟုတ်ဘူး။ငါပြန်လာမှပန်တိုဂျာကိုလည်းနိုင်မှာ။ဒီလိုမျိုးပုံစံနေနဲ့ပြောတာဗျာ။ဒီလိုနေရာမှာသူကဂျောရှွာဗန်ကိုလည်းမကျင်တဲ့ချက်တွေနဲ့ပြောတာဗျာ။တခြားဖိုက်တာတွေလိုမျိုးလက်တွေ့ကြကြဒီတေးကြကြသုံးသက်တာမျိုးမဟုတ်ဘူးဗျာ။သူရဲ့ပြောပုံတွေကကြတော့ professional မဆန်ဘူးသူအနေနဲ့ဒီ promotion ကိုပြန်ရောက်ခြင်းနဲ့ဒါကြောင့်မဲ့စကလုံးတိုက်ပွဲတွေတောင်းဆဆင်လွဲပြီးဒီလိုမျိုးတွေပြောနေတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်တယ်ဒါကတော့ကျွန်တော်ရဲ့ team ကိုစကြပါဒီနေရာမှာလည်းမကြသေးခင်ကလည်း D fighter ကဘလိုမျိုးဒီပွဲကိုသုံးသပ်လာလဲဆိုတော့ပန်တိုဂျာကတဲ့တေဂျာဘုတ် Joshua Van ကို real naked ချုပ်နဲ့ပွဲသိမ်းပြီးတော့ Joshua Van ကိုအနိုင်ပြလိုက်မယ်တဲ့ Joshua Van ကလုံးဝနိုင်မှာမဟုတ်ပေါ့ဗျာဒီလိုမျိုးပုံစံနဲ့သူကပြောသွားတယ် ူရဲ့သုံးသက်ချက်ကတော့ဒီလိုမျိုးပဲသုံးသက်သွားတာကိုကျွန်တော်တို့ကတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့ကကြည့်ရအောင်ပါခုတနေ့ကလည်းကျွန်တော် တင်ဆက်ပေးပြီးပြီ Gunwan Fighter ရဲ့သုံးသက်ချက်တွေကို Gunwan Fighter ကြီးတွေ professional စံတဲ့ fighter တွေကဘယ်လိုမျိုးသုံးသက်လဲဆိုတော့ဗျာဒီပွဲက striking နဲ့ grappling အပြိုင်ပွဲပွဲဖြစ်နေတယ် fan က striker ပန်ဒိုကြာ grappler stand fight နဲ့ ground fight နဲ့ထိတိုက်တွေ့မဲ့ပွဲ ဂျော့ရှွာဗန်ကဒီပွဲမှာဘယ်လိုနိုင်မလဲဆိုရင်စတန်ဖိုက်ဘိုင်းမှာတစ်ချိန်လုံးဆွဲခေါ်ကစားပြီးတော့ပန်တိုချောင်းကိုဖြုံးနိုင်မယ်ဆိုရင်ဒီပွဲကဖန်အတွက်သေချာပေါက်နိုင်မရမယ်ပွဲဆိုပြီးတော့မှသူကသုံးသက်တယ်အကယ်၍များအိတ်တောင်းတွေကိုဂျော့ရှွာဗန်က defense မလုပ်နိုင်မဲနဲ့ ground game ဘိုင်းကိုပါသွားမယ်ဆိုရင်တော့ဂျော့ရှွာဗန်မစားတော့ဘူးဂျော့ရှွာဗန်နိုင်မို့ရာခိုင်နှုန်းနည်းသွားလိမ့်မယ်ပန်တိုချာပဲစားသွားမယ်ဆိုတဲ့စသဖြင့်ပုံစံအနေနဲ့သူတို့ကတော့သုံးသက်ကြတယ်ဒါကတော့ကန်ဝင်ဖိုင်တာကြီးတွေရဲ့သုံးသက်ချက်ပါ ဒီနေရာမှာတော့မိုကာယက်ကတော့ပေါ်တင်ကြီးပဲပန်တိုဇာကဂျိမ်းဒီဂျောရှွာဘန်ကိုလည်းပဲညှစ်ပြလိုက်မယ်ဂျောရှွာဘန်ကရှုံးမှာပဲဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်ဆောင်းနှင်းကိုရေးသားသွားတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ဒီရေးသားချက်တွေကိုတော့ကျွန်တော်တို့ချင်းဖိုင်တာလေးကတော့ဘာမှထွတ်တူတူပြောဆိုထားခြင်းမရှိဘူး။ဒါကလည်းဂျောရှွာဘန်က သူ့ကိုအာယုံမထားတာလည်းတကယ်ကောင်းတယ်ဒီ fighter ကအခု promotion ကဒီ UFC promotion က fighter လည်းမဟုတ်ဘူးဒါကြောင့်မလို့သူ့ရဲ့ပြောစကားတွေကိုအရင်ကြီးခယူးဆိုင်နေစရာမလိုဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်ဒီ fighter ရဲ့ပြောစကားတွေရတော့သူက profession တိတ်မဆန်တာကိုတွေးရတယ်။ဒါကြောင့်မလို့လေ UFC လို့ကမ္ဘာအကောင်းဆုံး promotion နဲ့အစည်းမကတ်တာလို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကတော့ chin fighter လေးနဲ့ pandoja တို့ရဲ့ပွဲကိုဒီ mokaya ဆိုတဲ့ fighter ကသုံးသပ်သွားတဲ့သုံးသပ်ချက်လေးကိုပြည်သက်တည်တည်အောင်မျှဝေပေးတာပါခင်ဗျာ။ ။မကြခင်မှာလည်းကျွန်တော်တို့ team fighter လေးရဲ့ပွဲကလည်းကြီးရတော့မယ် fighter တွေအားလုံးကလည်းပုံစံပေါင်းစုံနဲ့သူတို့အမြင်တွေကိုချပြနေကြတယ်။ဒါတွေကိုလည်းကျွန်တော်အရှိကဗီဒီယိုမှာလည်းတင်ဆက်ထားပေးတယ်။မကြည့်ရသေးတဲ့ပရိသတ်တွေရှင်လည်းအရှိကဗီဒီယိုမှာကျွန်တော် Gunman Fighter ရဲ့သုံးသက်ချက်ဆိုတဲ့ဗီဒီယိုလေးကိုလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ ။နောက်ထပ်ဘယ်ဖိုင်တာတွေကဘယ်လိုတွေပြောမလဲကျွန်တော်တို့ချင်းဖိုင်တာလေးဂျော်ရှွာဘန်ကလည်းဘာပြောမလဲပန်တိုဂျာကလည်းဘယ်လိုတွေစကားတွေပြောအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့ကအတိအရမ်းနဲ့ချက်ချင်းပရိသတ်တွေစီကိုတင်ဆက်ပေးအောင်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ channel လေးကိုလည်းပရိသတ်တွေအနေနဲ့ subscribe လုပ်ထားပြီးစောင့်ကြည့်ဖို့လည်းကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာ။ပွဲကလည်းတော်တော်လေးကိုနီးလာပါပြီ။လာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာဆိုရင်ကျွန်တော်တို့နေနဲ့ အချိန်ကြာကြီးဆောင်းဆိုင်ခဲ့ရတဲ့ဂျောရှွာဗန်နဲ့ပန်တိုဂျာတို့ရဲ့ UFC Flyweight တန်းချန်ပီယံလူဝဲကြီးကိုစောင့်ကြည့်အားပေးကြရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေအားလုံးတူတူအားပေးကြမယ်။ကျွန်တော်တို့ Team Fighter လေးနဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ချပြနိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်ထားပါတယ်။ဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့လာမယ့်ဒီဇင်ဘာလ9ရက်နေ့တိုင်းငွေနေ့မနက်ပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ။ဂျောရှွာဗန်ကပန်တိုဂျာရဲ့ချုပ်ကွက်တွေကြားထဲမှာလုံးဝရှုံးနိမ့်သွားမယ်ဘလို့မှရှင်နိုင်မှာမဟုတ်ဘူးလို့ပြောလာတဲ့ရှုံးမမရှိဖိုက်တာမိုကာယန်ဖြစ်အကြောင်းအလေးကိုလာရောက်မျှဝေပေးတာပါ။ နောက်ရက်ဒီမှာလေကျွန်တော်မှ Share Academy Channel ကနေအခု MMA နဲ့ပတ်သက်တဲ့ train တွေ One Championship UFC အစရှိတဲ့ train တွေနဲ့မြန်မာ Glory Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Martial Law ကိုချိန်နေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တက်ခံကြပါရခင်ဗျာ။ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။